မင်္ဂလာပါရှင်2025ခုနှစ်ဇွန်လ10ရက်နေ့ရက်နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ကျမကတော့မမှုပါရှင်မင်းအောင်လရဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်ရေးအိမ်မက်ကို NLD အစိုးရကရပ်တန့်ခဲ့ပေမဲ့ယခုရုရှားအကူအညီနဲ့ပြန်လည်စ조사နေမှုကအာဆီယံနဲ့ဒေသတွေနိုင်ငံတွေကိုချိန်ချောင်းနေတယ်လို့ NUG ကပြောလိုက်ပါတယ် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာမွေးနေ့ရှင်အပါဝင်နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးဆန္ဒပြုဆုတောင်းပေးရန် NLD ကမြစ်တာရက်ခံလိုက်ပါတယ်။ဓာတ်ဦးနယ်ရေးမှာစစ်မှုထမ်းတပ်သား၁၄ဦးကလက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်လာပြီးအလင်းဝင်တပ်သားတွေကစစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးခံရသူတွေဖြစ်ပါတယ်။စစ်တပ်ကကောလင်းနဲ့ဝင်းတို့ကိုဘုံကျဲတာကြောင့်ပြည်သူ၃ဦးတေဆုံးခဲ့ပါတယ်ရှင်။ ဒီသတင်းနဲ့အတူဒီကနေ့နေ့လည်ခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့မင်းအောင်လိုင်အပါဝင်စစ်ကောင်ဆောင်အဆက်ဆက်ရဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်ရေးအိမ်မက်ကို NLD အစိုးရကပြတ်တန့်နိုင်ခဲ့ပေမဲ့ယခုဆီအာနာတင်ပြတဲ့နောက်မှာရုရှားအကူအညီနဲ့အဲ့ဒီအိမ်မက်ကိုအကောင်အထည်ဖော်ရန်ပြန်လည်စ조사နှိမ်မှုမှာအာဆီယံနဲ့ဒေသတွင်းနိုင်ငံများကိုချိန်ချောက်နေကြောင်းမြို့သားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံလက်ကပြောဆိုလိုက်ပါတယ်။ ယနေ့ထုတ်ပြန်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းစနစ်မြင့်ဆောင်2025မှာသူကအခုလို ပြောဆိုလာတာလည်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာရွေးကောက်ခံ NND အရက်တာအစိုးရလက်ထက်နျူကလ িয়ার ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ convention နဲ့နျူကလ িয়ার ပစ္စည်းရဲ့ရုပ်ပိုင်းဆိုင်ရာကာကွယ်မှု convention တို့ကို2016ခုနှစ်မှာအတည်ပြုလက်မှတ်ရေးထိုးခဲ့ကြောင်းဒါပြင်နျူကလ িয়ার လက်နက်စမ်းသပ်မှုအလုံးစုံတာမြင့်ရေးစာချုပ် CTBT ကို2019ခုနှစ်မှာအတည်ပြုလက်မှတ်ရေးထိုးခဲ့တဲ့အပြင်နျူကလ িয়ার လက်နက်တားမြင့်ရေးစာချုပ် TPNW ကိုလည်း2018ခုနှစ်မှာလက်မှတ်ရေးထိုးခဲ့ပါတယ်။ဒါပြင်နျူကလ িয়ার လက်နက်များတားမြင့်ရေးစာချုပ် TPNW ကိုအတည်ပြုရတဲ့အပြည်ပြည်ဆိုင်ရာအနုမြူစွမ်းအင် Agency IAEA ရဲ့နောက်ဆက်တွဲသဘောတူညီချက်စာချုပ်ကို အာဏာတပ်ဝင်စီဆောင်ရွက်ရန်2021ခုနှစ်စစ်တပ်အာဏာသိမ်းမှုကြောင့်ရပ်ဆိုင်သွားခဲ့ကြောင်းလည်းသိရပါဗျာ။ လက်ရှိမှာအကြံဖတ်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကနျူကလ িয়ার နည်းပညာရယူရန်ကြိုးပမ်းလာနေပြီးတော့စစ်ကောင်ဆောင်အဆက်ဆက်ရဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်ရေးအိမ်မက်ကိုစ조사လာကြောင်းတန်းရွှေလက်ထက်ကစပြီးမင်းအောင်လှိုင်အထိနျူကလ িয়ার အိမ်မက်ကိုအကောင့်ထဲပေါ်ရန်စ조사နေခြင်းဖြစ်ကြောင်းသူကလည်းစပ်ပြောထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့လူမှုကောင်ဆောင်ဒေါက်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာဒေါက်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေအားလုံးလှုပ်မြောက်ရေးဆန္ဒပြုဆုတောင်းမြစ်တာပို့ကြရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကတိုက်တွန်းချက်တရက်ကိုထုတ်ပြန်ကြေညာခဲ့ပါတယ်။ NLD ဥက္ကဋ္ဌနိုင်ငံတော်ရဲ့အတိုင်းမင်္ဂပုတ်ကိုဒေါအောင်ဆန်းစုကြည်ရဲ့80ပြည့်မွေးနေ့ဖြစ်တဲ့ယခုနှစ်ဇွန်လ16ရက်နေ့မနက်8:00တတိမှာမိမိတို့နေအိမ်မှာဒါမှမဟုတ်ရောက်ရှိရာအဆောက်အအုံအတွင်မှာ မိမိတို့ကိုးကွယ်ယုံကြည်ရာဓလိအတိုင်းဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးကိုဆန္ဒပြုလျက်ဆုတောင်းမြတ်တာပို့ခြင်းကို10မိနစ်ကြာအောင်ဆောင်ရွက်ပေးရန် NLD မွေးနေ့ကျင်းပရေးကော်မတီကပန်ကြားခဲ့ခြင်းဖြစ်ပါတယ်။ဒါပြင်ဒေါ်အောင်ဆန်းစုကြည်ရဲ့တန်းငယ် Kim Eric ခေါ်ကိုထိန်လင်းကလည်းမွေးနေ့ဆုတောင်းစကားပြောကြားခြင်းအစီအစဉ် Happy Birthday Soup Video Channel မှာ ပါဝင်ရန်လူမှုတရက်လုံးနဲ့ပြည်တွင်းပြည်ပမှာရှိတဲ့နိုင်ငံသားအပေါင်းကိုအပြည့်အဝပူပေါင်းပါဝင်ပေးကြပါရန်မြစ်တာရက်ခံတိုက်တွန်းထားပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကကျုပ်တို့မြန်မာနိုင်ငံအားဒီမိုကရေစီနဲ့လူအခွင့်အရေးကို အပြည့်အဝအာမခံချက်ရှိတဲ့ဖက်ဒရယ်ပြည်ထောင်စုဖြစ်ထွန်းပေါ်ပေါက်လာရေးအတွက်နိုင်ငံရေးနှီးလမ်းများဖြင့်စွန့်လွတ်စွန့်စားကြိုးပမ်းဆောင်ရွက်မှုများကြောင့်စစ်အာဏာရှင်အဆက်ဆက်ရဲ့ဥပဒေမဲ့ မတရားဖမ်းဆီးအကျဉ်းချခံခဲ့ရကြောင်းလည်းဖော်ပြထားပါတယ်။ဒေါ်အောင်ဆန်းစုကြည်အနေနဲ့1989ခုနှစ်ဇူလိုင်လ20ရက်နေ့မှ2010ခုနှစ်နိုဝင်ဘာလ23ရက်နေ့အထိကာလအတွင်း15နှစ်၄လခန့်ရှိတဲ့အကျဉ်းချခံခဲ့ပြီးတပည့်ရေးအခင်းကဲ့သို့လောက်ကျန်တက်ဖြတ်ခြင်းကြံစီမှုတွေကိုလည်းအကြိမ်ကြိမ်ကြုံခဲ့ရတယ်လို့ဖော်ပြထားပါတယ်ရှင်။ဆက်လက်ပြီးဘကိုးတိုင်းတိုက်ဦးမြို့နယ် ခမရလေးလေးတုံညာတရင်မှာစစ်မှုထမ်းတက်သားတနှစ်ဦးလက်နက်နှစ်လက်နဲ့လက်နက်ခေရများယူဆောင်လာပြီးတော့အလင်းဝင်လာကြောင်းအမတ်20ခုစစ်ပြူဟာနဲ့တမတ1 PDF တာဝန်ခံကိုအေးမင်းထွန်းကပြောပါတယ်။ဇွန်လ10ရက်နေ့တိုက်ဦးမြို့နယ်ခမရလေးလေးတုံညာတရင်မှာစစ်မှုထမ်းတက်သား1နှစ်ဦးကလက်နက်ခေရများနဲ့အတူပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ပြူဟာ20ခုကိုဆက်သွဲအလင်းဝင်ရောက်လာတာဖြစ်ပါတယ်။ အလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတင်နှစ်ဦးကအကြံဖတ်စစ်တပ်ရဲ့အာဓမတပ်သားတင်စူဆောင်ခံရသူဖြစ်ပြီးစစ်မှုထမ်းအပတ်စဉ်၃နဲ့စစ်မှုထမ်းအပတ်စဉ်၈ကစစ်မှုထမ်းတင်နန်းစင်တပ်သားများဖြစ်ကြောင်းလည်းသိရပါဗျ။ပြည်သူတွေကလည်းဒီစဉ်ဘူဟာထောက်လန်းရေးတွေကိုဆက်သွယ်ပြီးရောက်ရှိလာကြတာဖြစ်ပါတယ်။အလင်းဝင်ရောက်လာတဲ့သူကနှစ်ဦးကစစ်မှုထမ်းတပ်သားတစ်တွေပါပဲ။အလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတစ်တွေကမကွေးတစ်ယောက်နဲ့ရန်ကုန်ကတစ်ယောက်ပါ။ အလေးဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတစ်တွေကစစ်မှုထမ်းတင်တန်းအပတ်စဉ်ကတော့အပတ်စဉ်3မြင်းဆောင်2024အပတ်စဉ်8မြင်းဆောင်2024ကပါအပတ်စဉ်မတူကြဘူးစစ်မှုထမ်းတပ်သားတစ်ကစစ်မှုထမ်းတင်တန်းကို3မြင်းဆောင်2024ဘာတူ8မြင်းဆောင်2024ဂျိုးဖြူမှာတင်တန်းတက်ရောက်ခဲ့တာပါနောက်ရောက်စလုံးကပေါ်တာဆွဲခံရတာပါတယောက်ကဈေးဝယ်ထွက်ရင်ပေါ်တာဆွဲခံရတာနောက်တယောက်ကအိမ်မှာညပတ်အဆွဲခံရတာ အလင်းဝင်ရောက်လာတဲ့စစ်မှုတာတပ်သားတစ်နှစ်ဦးကိုဂုံပြုစုငွေချင်းမြင့်မဲလို့အမတ်၂၇စစ်ပြူဟာနဲ့တမဟာ၁ PDF တာဝန်ခံကိုအေးမင်းထွန်းကပြောဆိုပါတယ်။အလားတူပဲမွန်ပြည်နယ်ရဲမြို့နယ်ခမရနှစ်ကိုကိုမှာစစ်မှုထမ်းတပ်သားတစ်ဇေဇေအောင်နဲ့ညီညီတပ်တို့နှစ်ဦးကလည်းလက်နက်ခဲယံများနဲ့အတူရဲပြောက်ကြားတပ်ဒေါနာစစ်ကြောင်းနှစ်ထံကို M1 တနတ်တလက်ဂျီပေါက်၄ပေါက် G 123တောက်တို့နဲ့အတူအလင်းဝင်လာကြောင်းလည်းသိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီတပ်ကယမန်နဲ့ဇွန်လ9ရက်နေ့ညမှာကောလင်းနဲ့ဝန်းတို့ကို လေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ရမှာဒေသခံ3ဦးသေဆုံးဒဏ်ရာရခဲ့ပြီး အိမ်6လုံးလည်းပျက်စီးခဲ့ပါတယ်။ကောလင်းမြို့နယ်အရှိပိုင်းမှာရှိတဲ့ဖလဲရွာအပါဝင်ရွာနေရွာကိုညနေ9:20မိနစ်ဝန်းတို့ ကံကုန်းရွာကိုည9:32မိနစ်မှာလေကြောင်းကနေပုံကျဲခဲ့တာလို့ဆိုပါတယ်။ဖလဲကျေးရွာမှာအမျိုးသမီး2ဦးအမျိုးသား2ဦးဒဏ်ရာရရှိခဲ့ပြီးအိမ်6လုံးပြက်စီးသွားခဲ့တယ်လို့ calling မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ calling PDF ကတင်ထုတ်ပြန်ထားပါတယ်။ဝန်းတို့ကံကုန်းရွာလေကြောင်းတိုက်ခိုက်ခံရမှုကြောင့်ထိခိုက်ပျက်စီးမှုကိုမသိရသေးကြောင်း calling data ကံတင်ရင်းမြစ်ကလည်းပြောပါတယ်။ calling မြို့နယ်ဝန်းတို့မြို့ကဆက်ဆက်နေပြီး မြို့ပေါ်ကနေလွဲပြီးကျေးရွာတွေကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားပါတယ်။စစ်ကောင်စီတပ်ကကောလင်းမြို့နယ်အတွင်းလေကြောင်းတိုက်ခိုက်မှုများအတွင်းအရက်သားများအတွက်အလွန်အန္တရာယ်များတဲ့ cluster ဘုံးတွေကိုလည်းတိုက်ခိုက်နေကြောင်းကောလင်းခရိုင်တပ်ရင်းနှစ်ကသတင်းထုတ်ပြန်ထားပါတယ်။သခိုင်းငလင်ကြောင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုံရန်လို့ဆိုကစစ်ကောင်စီကအပြည့်ရဲ့ကြီးညာချက်တရက်ထုတ်ပြန်ထားပေမဲ့ဒေသအများပြားမှာလေချောင်းနဲ့လက်နက်ကြီးအသုံးပြုပြီးတော့တိုက်ခိုက်နေတာလည်းဖြစ်ပါရဲ့ရှင်။ နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဂျပန်ရဲ့အဓိကစီးပွားရေးဆုံးသမတ်ရေပြင်မှာတရုတ်လေရင်တင်တင်မောဖြတ်တန်းသွားလာနေပါတယ်။ဂျပန်ကတီးတန့်စီးပွားရေးဆုံးအီအီဆာအဖြစ်သတ်မှတ်ထားရာရေပြင်ကိုတရုတ်ရေတပ်ရဲ့လေရင်တင်တင်မောဦးဆောင်တဲ့တိုက်ရေရင်အုပ်စုကပထမအကြိမ်ဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့သတင်းပတ်တုန်းကတရုတ်ရေတပ်ရဲ့ရှောင်းနင်းလေရင်တင်တင်မောနဲ့အချံအယံ ရေရင်တွေဟာဂျပန်ရေပိုင်နဲ့အလွန်အီအီဆက်သတ်မှတ်ရေပြင်တွေကိုဝင်ရောက်ခဲ့ပြီးအဲ့ဒီနောက်မှာပင်လယ်ရေပြင်စစ်ရေလေ့ကျင့်မှုအစီအစဉ်တစ်ခုအတွက်ပြန်လည်ထွက်ခွာခဲ့တယ်လို့ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။လျောင်နေနဲ့ပဲ့ထိန်ဒုံးကြည်တပ်ချက်တင်မော်နှစီပါဝင်တဲ့ရေတပ်ဟာတိုက်လေရင်တွေကိုအသုံးပြုတဲ့စစ်ရေလေ့ကျင့်မှုတစ်ခုကိုပစိဖိတ်သမုတ်တရာရေပြင်မှာပြုလုပ်ခဲ့တယ်လို့ဂျပန်ကပြောပါတယ်။ ပြီးခဲ့တဲ့သတင်းပတ်တုန်းကတရုတ်သင်္ဘောတွေဟာဂျပန်နိုင်ငံအရှေ့ဘက်ဆွန်မှာရှိတဲ့မီနာမီတိုရီကျွန်းရဲ့အနောက်တောင်ပိုင်းကီလိုမီတာ300အကွာဂျပန်ရဲ့အင်းအီဇက်တမတ်ရေပြင်မှာဖြတ်တန်းခုန်မောင်းခဲ့တာပါ။အင်းအီဇက်ဆိုတာဟာနိုင်ငံလိုက်တမတ်ထားတဲ့ရေပြင်ဆုံးသာဖြစ်ပြီးနိုင်ငံတကာအတိအမှတ်ပြုရေပိုင်နဲ့တော့မဟုတ်ပါဘူး။တရုတ်လေရင်တင်သင်္ဘောတစ်စီးကဂျပန်ရဲ့အင်းအီဇက်ကို ဖြတ်တန်းခဲ့တာကတော့အခုတစ်ချိန်ကပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဂျပန်ရေတပ်ဟာလေရင်တင်တင်မောတွေကိုကန်းချင်တဲ့အယံဝေးကွာတဲ့ပင်လယ်သမုဒ္ဒရာအလဲအထိသွားရောက်ပြီးတော့စစ်စင်ရေးတွေတာဝန်ယူနိုင်အောင်စ조사နေတာဖြစ်နိုင်တယ်လို့ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်အရာရှိတအူးကလည်းမှတ်ချက်ပြုပြောဆိုပါတယ်အခုကိစ္စနဲ့ပတ်သက်ပြီးတော့ဂျပန်အစိုးရဟာတရုတ်စီကိုတင်းလျော်တဲ့အသည့်ပေအကြောင်းကြားမှုတစ်ခုလှုပ်ဆောင်ထားပြီးဖြစ်တယ်လို့အစိုးရအဖွဲ့အတွင်းရေးမှူးယိုရှီမာဆာ ဟာရာစီကဆိုပါတယ်ဒါပေမဲ့သူကဂျပန်ဟာတရုတ်ကိုတရဝင်ကန့်ကွက်စာပိုးခဲတာလားဆိုတာမျိုးတော့ရှင်းရှင်းလင်းလင်းပြောမသွားပါဘူးအီးဇက်ကိုတရုတ်ရစ်တပ်တင်မော်ရီဖြတ်တန်းခုံမောင်းချိန်မှာဂျပန်ပြည်ဆောက်တက်ရဲ့ရေတပ်ဖွဲ့ကစစ်တင်မော်ဟာဂူရိုကိုဆင်လွတ်ပြီးတော့အခြေအနေကိုစောင့်ကြည့်စေခဲ့တယ်လို့သိရပါတယ်လျောင်နေဟာမနစ်ကစက်တင်ဘာလတုန်းကထိုင်ဝမ်နိုင်ငံ နာကဂျပန်ပိုင်ကျွန်းနှစ်ခုကြားမှာချက်တန်ခုံမောင်းခဲ့ပူပြီးအဲ့ဒီလောက်ရဟာလုံးဝလက်မခံနိုင်စရာကိစ္စဖြစ်ပြီးအလေးအနက်ဆိုရင်ကြောင့်လဲဂျပန်ဘက်ကထုတ်ပြန်ခဲ့ပါတယ်ရှင်ဒီနေ့နေ့လည်ခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြစမ်းမချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလောက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်